ရေမင်းနိုင်ငံအားတိုက်ခိုက်မဲ့စစ်ရေးအစီအမံများပေါ့ကြားမှုဖြင့်အမေရိကန်နိုင်ငံမှာရှိတဲ့ထောက်လှမ်းရေးအရာတာဝန်ရှိသူများလုံခြုံရေးအရာတာဝန်ရှိသူများစီးနှိတ်လွတ်တော်မှာထွက်ဆိုချက်ပေးနေရပါတယ်။ရေမင်းနိုင်ငံကိုစစ်ရေးအရာတိုက်ခိုက်မဲ့စစ်ရေးစီမံချက်များပေါ့ကြားမှုဖြင့် အမေရိကန်စစ်နေအထက်လွှတ်တော်ဟာ FBI ညွန်ကြားရေးမှူး CIA ညွန်ကြားရေးမှူးအမျိုးသားထောင်လိုင်းရေးညွန်ကြားရေးမှူးနဲ့အမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားလုံခြုံရေးအကြံပေးတို့အားလွှတ်တော်တွင်ကြားနာဆက်ဆေးလျက်ရှိပါတယ်။နိုင်ငံတနိုင်ငံရဲ့စစ်ရေးအစီအမံများဆက်လက်နက်ပစ္စည်းများစတဲ့တည်င်းများဟာ အထူးပြုဝဲရတဲ့လုံခြုံရေးကိစ္စရပ်များဖြစ်ပြီး ပြင်ပသို့မပေါက်ကြားစေရန်လည်းအထူးလိုက်နာကြရပါတယ်။စည်ရေးရ၎င်းလုံကြုံရေးအရ၎င်းထောက်လန်းရေးအရ၎င်းအရေးပါတဲ့လူပုဂ္ဂိုလ်များချင်းချင်းဆက်သွယ်ရေးစနစ်များတွင်သို့ပြင်ပမှထိုးပေါက်ဝင်ရောက်တရင်ရယူမှုများလည်းရှိနေပါတယ်။ဒီပညာပိုင်းဆိုင်ရာ ထောက်လန်းရေးလုပ်ငန်းများရဲ့အဓိကအရေးကြီးမှုအားလုံခြုံရေးဆိုင်ရာတာဝန်ရှိသူများအထူးတတိချက်တင်ပါတယ်။ လူပုဂ္ဂိုလ်များရဲ့ပုဂ္ဂိုလ်ရေးရပေါ်ပေါ်မှုကြောင့်အာနယ်မှုကြောင့်ပေါကြားမှုများရှိလာပါကလည်းတာဝန်ရှိသူများကတာဝန်ယူတာဝန်ခံကြရမှာဖြစ်ပါတယ်။ထင်ရှားတဲ့အကြောင်းတရားတစ်ခုကတော့အမေရိကန်နိုင်ငံမှာရှိတဲ့ထိတ်တန့်အရာရှိကြီးများရဲ့ဆက်သွယ်မှုများကိုကြားဝင်စောင့်ကြည့်ထောက်လန်းထိုးဖောက်ပြီးသတင်းများရယူလျက်ရှိပါကြောင်းတင်ဆက်အပ်ပါတယ်။